ားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်။ဒီကနေ့မှတော့ကြားဆရာအောင်ဝေးရဲ့အောင်ဝေးကထာဆိုတဲ့ကြပြားလေးကိုဖတ်ပြပေးပြရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။အောင်ဝေးကထာ ရာကာလနိုင်ငံရေးဟာစစ်အနိုင်တိုက်ရေးပဲ ဖြစ်ရမယ်။နှွေဥတော်လန်ရေးရဲ့လေဝင်ယိုးဟာ CDM လှုပ်ရှားမှုဖြစ်တယ်။နှွေဥတော်လန်ရေးရဲ့ခြေခံပြည်တနာဟာအာဏာပြည်တနာဖြစ်တယ်။လူမှုကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုစစ်တပ်ကအာဏာသိမ်းလို့နှွေဥတော်လန်ရေးရဲ့ခြေခံတရားဟာလက်နက်ကင်တော်လန်ရေးဖြစ်တယ်။နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမရလို့ စစ်ရင်းနီးနဲ့ဖြေရှင်းရာစစ်ဟာကြောင်းတော်ကြီးပဲလီနေစစ်ဟာနိုင်ငံရေးရဲ့ဆက်ဖြစ်တယ်နိုင်ငံရေးနီးနဲ့ဖြေရှင်းမရရင်စစ်ရင်းနီးနဲ့ဖြေရှင်းရတယ်အဆုံးသက်ရင်တော့နိုင်ငံရေးနီးနဲ့အဆုံးသက်ရစမြဲစစ်ဆိုတာသွေးထွက်တဲ့နိုင်ငံရေးနိုင်ငံရေးဟာသွေးမထွက်တဲ့စစ်ပဲရာရာဟာနိုင်ငံရေးလက်အောက်ခံဖြစ်တယ် စာပေအမှုပညာစသည်စစ်ရေးနဲ့နိုင်ငံရေးလက်အောက်ခံမယ်နိုင်ငံရေးဥဆောင်မှုမမှန်ရင်စစ်ရေးမဟန်ဘူးစစ်တိုက်တယ်ဆိုတာနိုင်ငံရေးကိုကြည်စံနဲ့ထက်တိုက်တာပဲတော်လန်ရေးသမားဆိုတာတနက်ကင်ထားတဲ့နိုင်ငံရေးသမားနိုင်ငံရေးသမားကတနက်ကင်မထားတဲ့တော်လန်ရေးသမားငါရှင်တမာရိုးကြစကားတွေလဲ ငါဒါကပျော်ပေါင်းများလာပါပြီဒီတရားတွေနဲ့ပဲငါလည်းတရားရလာပါပြီတရားဆောင်ရင်မြဖြောင်းဖြောင်းပြေးတာပဲဘာကြောင့်ငါတို့တော်လန်ရေးကောက်ကွေနေရတာလဲဘာကြောင့်ငါတို့နိုင်ငံရေးတွန့်လိန်နေရတာလဲအဖေမပေါ်ရင်မေကွန်းဟာအဖေမပေါ်တာပဲငါရှင်ရဲရဲဝေပန်းရဲရဲစန်းစစ်မြစ်ကိုစံတက်ကြည့်လိုက် အဖြစ်ကမနစ်ကနဲ့မတူငါတို့ကိုရွေးကောက်ပွဲလုပ်ခိုင်းနေရဲ့ NUG ပြန်လဲပြင်ဆင်ရေးရွေးကောက်ပွဲလုပ်ပေးရမတဲ့အရက်ကရုရေးအနာကတန်ရာကိုဆေးထဲ့တဲ့ဂျာကာလလီမငိတိန်တွေအိမ်မပြန်နိုင်သေးဘူးပြန်စရာအိမ်လည်းမရှိတော့ဘူးအတွင်ကူးပြောင်းရေးကာလတရားများတမှုလူလူကကြိုးကျစ်တော့ယူကရိန်းပြည်သူတွေရင်နဲ့စစ်ကြီးတွင်မှာ ဇလန်စကီးဟာဘေးကောက်ပွဲလှုပ်ဆရာမလို့တဲ့တမလပဲတဲ့ဇလန်စကီးမှာ အာနေကျတချို့ရှီကောင်းရှိမယ်စစ်ကိုသူဥဆောင်တိုက်နေတယ်ငါတို့မှာတော့ JLO တွေများတကွယ်လက်ငင်းမှာငါတို့လည်းပင်ကြိုးဝင်စွတ်မဲ့စကားမရဲ့ရွေးကောက်ပွဲငါရှင်ငါသားကလည်းပြောပေါင်းများလာပါပြီငါတို့များဖြောင်းဖြောင်းသွားပါရစီ 表示呀安慰。